မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အရကတတော် AA နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ်စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တပ်မတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူလိုက်ပြီးနှစ်နိုင်ငံတန်တမန်ရေးဟာအတင်းမာဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြနေကြပါတယ်။ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် GIA နဲ့အတူဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ TNL ကတရားဝင်ပြောလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အရကတော် AA နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ်စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တပ်မတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူလိုက်ပြီး နိုင်ငံတနမန်ရစ်ဟာအတင်းမာဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားကြပါတယ်။လက်ရှိမှာတော့ရန်ကုန်မြို့မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်ယုံကမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်မတ်ကြီးနဲ့စစ်တမ်းမှုဗမှုချုပ်တို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကမိခင်နိုင်ငံစီပြန်လည်ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနကနေမေလ28ရက်နေ့ကပဲအတည်ပြုထုတ်ပြန်ထားပါသေးတယ်။အဓိကကတော့လက်ရှိရခိုင်ပြည်နယ်တစ်ခုလုံးနှိပါကိုထိန်းချုပ်ထားတဲ့အာရခတတော် AA နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေဆက်ရေးရကိစ္စတွေမှာပူပေါင်းဆောင်ရွက်နေတဲ့ဆက်ဆံရေးအပေါ်စစ်ကောင်စီကသူတို့အနေနဲ့ကန့်ကွက်တယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်အစိုးရစီကိုစာပေးပို့ပြီးတဲ့နောက်မှာပဲရန်ကုန်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တပ်မတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကမိခင်နိုင်ငံစီပြန်လည်ခေါ်ယူလိုက်တာဖြစ်လို့နိုင်ငံတနမန်ရေးကတော့အတင်းမာဆုံးအခြေအနေကိုရောက်ရှိနေတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် GIA နဲ့အတူဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ TNL ကတရားဝင်ပြောလိုက်ပါတယ်။လက်ရှိမှာ GIA နဲ့ TNL တက်ကြားနေမီဆိုင်ရာပြဿနာတွေကြောင့်မြေပြင်တပ်ဖွဲ့တွေကြားမှာမကြာခဏပဋိပက္ခရှိနေပေမဲ့မြန်မာတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ကိုတော့ TNL တက်အနေနဲ့ GIA နဲ့ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့မေလ28ရက်နေ့ဖြစ်တဲ့မနေ့က TNL တွေ့ပတ်အထွေထွေအတွင်းရင်းမှုဘုံမကြီးတာပန်လှကသတင်းမီဒီယာတွေကိုပြောဆိုလိုက်ပါတယ်။လက်ရှိအခြေအနေမှာ ဒီအန်အန်လီထိမ့်ချုပ်ထားတဲ့နေမြေတစ်ခုတည်းလွတ်မြောက်နေုံနဲ့မပြီးပဲမဟာမိတ်တအသီးသီးရဲ့နေမြေတွေပါလွတ်မြောက်ဖို့လိုအပ်တယ်လို့ဒီနေ့အတိုင်းပဲတနိုင်ငံလုံးမှာရှိတဲ့စစ်အာဏာရှင်အောက်ကပြည်သူလူထုတွေလည်းအကုန်လုံးလွတ်မြောက်ဖို့လိုအပ်ပြီးဒါမှသာလေသက်ဆိုင်ရာတိုင်းရင်းသားနေမြေတွေလည်းလွတ်မြောက်မှုကိုအာမခံချက်ရှိမှဖြစ်တဲ့အတွက်လက်ရှိနေမြေဆိုင်ရာပြဿနာတွေရှိနေပြီးမြဲဒါကိုအကောင်းဆုံးဆွေးနွေးဖြေရှင်းပြီးစစ်အာဏာရှင်အောက်ကနေတနိုင်ငံလုံးလွတ်မြောက်ရေးအတွက် TNL တက်တွေဟာ KIA နဲ့အတူဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ DNLA တွဲဖက်အထွေထွေအတွင်းရေးမှုဘုံကြီးတပ်ပန်လကတည်ဝင်ပြောဆိုလိုက်ပါတယ်ခင်ဗျာတပ်ဖက်မှာတော့ဂင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ကအချက်ဖက်စကောင်စီရဲ့ကနဲလီစခန်းကို DNLA ပူးပေါင်းတပ်တွေကမနေ့ကပဲအပိဒသိမ့်ပိုက်ပြီးတဲ့နောက်နောက်ထပ်ရွှေအေးမြိုင်ဖျားကုန်းစစ်တပ်စခန်းကိုပါဒီကနေ့မေလ29ရက်နေ့မနက်ပိုင်းမှာပဲတပ်မှန်သိမ်းပိုက်လိုက်ပြန်ပြီလို့ KNL စစ်ရေးတရင်ရှိမိကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့လက်ရှိကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်က အချက်ဖက်စကောင်စီရဲ့တက်စကန်တွေကိုတခုပြီးတခုသိမ့်ပိုက်လာတဲ့ GNL ပူပေါင်းတက်တွေဟာမေလ28ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအဲ့ဒီ time မှာနေစမှာရှိတဲ့စစ်ကောင်စီရဲ့ကနေလီတက်စကန်ကိုအပိတ်သိမ့်ပိုက်လိုက်ပြီးဒီကနေ့မေလ29ရက်နေ့မနေ့ပိုင်းမှာတော့နောက်ထပ်စစ်ကောင်စီရဲ့ရွှေအေးမြိုင်ဖျားကုန်းတက်စကန်ကိုပါအပိတ်သိမ့်ပိုက်ရရှိသွားပြီဆိုပါလေအဲ့ဒီရွှေအေးမြိုင်ဖျားကုန်းစစ်ကောင်စီတက်စကန်ကိုကနေလီစကန်သိမ့်တိုက်ပွဲကနေဆင်းလာတဲ့တော်လန်ရေးတက်တွေနဲ့စုံစည်းမြိုင်ဘက်က တက်လာတဲ့တော်လန်ရေးအဖွဲ့တွေပေါင်းပြီး တက်ကြိတ်လိုက်တာဖြစ်တယ်လို့လက်ရှိမှာတော့စကန်တခုလုံးကို KNL ပူပေါင်းတက်တွေကတင်းစီရရှိသွားပြီလို့ KNL သတင်းရင်းမြစ်ကပြောထားပြီးမနေ့ညကတင်းပိုက်လိုက်တဲ့ကနဲလေးတစ်စကန်တင်းတိုက်ပွဲကနေဆိုရင်ဈေးကောင်းစီတတအယောက်90ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထပ်ပြီးထွက်ပြေးသွားကြပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျပမာတော့မန္တလေးတိုင်းကတောင်သာမြို့ပေါ်မှာရှိတဲ့အချက်ဖက်စကောင်စီရဲ့မြေစင်းရုံအခွန်ဦးစီးဌာနရုံနဲ့အမှတ်နှစ်ရက်ကွက်အုပ်ကြီးနေအိမ်တို့ကိုဒေါ်လာရေးပေါင်းတက်တွေကဝင်ရောက်တက်ခတ်ရမှာ စစ်ကောင်စီတပ်သားတွေဟာပြစ်ခတ်မှုဖြစ်ပွားရာနေရာတွေကနေအကုန်လုံးထွက်ပြေးသွားကြတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်သာမြို့ပေါ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့မြေစရင်ရုံအခွန်ဦးစီးဌာနရုံနဲ့အမှတ်နေ့ရက်ကွက်အုပ်ကြီးနေအိမ်တို့ကိုတော်လိုင်းအပူပေါင်းတပ်တွေကဝင်းရောက်စီးနင်းတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခတ်မှုအတွင်းပြစ်ခတ်မှုဖြစ်ပွားတဲ့နေရာတွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအကုန်လုံးထွက်ပြေးသွားကြပြီဒီနေ့မေလ29ရက်နေ့မနက်ပိုင်းကြားမှာ ီတူပိုင်း၁၂ဘိန်းကနှစ်စီးကိုချော်ဆွဲပြီးတော့မြို့ထဲကိုပြန်ဝင်လာရတဲ့အခြေအနေဖြစ်သွားသလိုလက်ရှိမှာတော့စစ်အင်အားတွေထပ်တိုးပြီးဟိုစစ်ဒီစစ်တွေလုံနေကြတယ်လို့တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီရဲ့တာဝန်ရှိသူတူကပြောထားပါတယ်။တစ်ဖက်မှာလည်းမေလ၁၉ရက်နေ့ကမှအဲ့ဒီတောင်သာမြို့မင်္ဂလာဦးဂိတ်ကိုတော်လိုင်းရေးတပ်တွေကနေဝင်ရောက်စီးနင်းပြီးဝန်ထမ်းအင်အားမှရှိတဲ့စစ်ကောင်စီလက်အောက်ခံနန်းစီရီယံဝန်ထမ်းတချို့ကိုပါဖမ်းဆီးခဲ့တဲ့အတွက် လက်ရှိတောင်သာမြို့ပေါ်မှာရှိတဲ့စစ်တလောက်ခန့်နန်းစီဒီယံဝန်ထမ်းတချို့လည်းလုံခြုံရေးစိတ်မချရလို့ဆိုပြီးရှောင်တိမ်မှုတွေပါရှိနေတယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းပြည်ကြီးတကွန်မြို့နယ်ကမောင်အောင်ကျော်ဦးဆိုတဲ့လူငယ်ကိုအချမ်းပစကောင်စီတပ်ကစစ်မှုထမ်းရမယ်ဆိုပြီးလာရောက်ခေါ်ဆောင်သွားပြီးတဲ့နောက်နှစ်ရက်အကြာမှာပဲအလောင်းလာယူဖို့မိသားစုကိုအကြောင်းကြားလာတယ်လို့တည်ဆုံးသူလူငယ်နဲ့နှိစက်သူတွေကရင်ုံခစ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ26ရက်နေ့ကပဲ မန္တလေးတိုင်းပြည်ကြီးတကူမြို့နယ်ငွေတော်ကြီကုန်းရက်ကွက်81လမ်းအမှတ်89မှာနေထိုင်တဲ့မောင်အောင်ကျော်ဦးဆိုတဲ့သူလူငယ်ကိုစစ်မှုထမ်းရမယ်ဆိုပြီးအကျံဖက်စစ်ကောင်စီတက်တဲ့ပူစော့တီဖြိုးကျော်ဆန်ရှားဆိုသူတို့အပါဝင်ပူပေါင်းအဖွဲ့တွေကလာရောက်ခေါ်ဆောင်တွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်နှစ်ရက်အကြာမေလ28ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲအဲ့ဒီလူငယ်မောင်အောင်ကျော်ဦးဟာတေဆုံးသွားပြီဆိုပြီးစစ်တပ်ကမိသားစုကို အကြောင်းကြားလာတယ်လို့တေဆုံးသူလူငယ်နဲ့နှိစက်သူတွေကပြောပါတယ်အဲ့ဒီမှာ ိသားစုတွေကမောင်အောင်ကျော်ဦးဆိုတဲ့လူငယ်ဟာဘာကြောင့်တေဆုံသွားရတာလဲလို့စစ်တပ်ကမေးတော့အဲ့ဒီလူငယ်ဟာကျမ်းမာရေးမကောင်းလို့တေသွားတယ်ဆိုပြီးတော့ဒါလွယ်လွယ်ပဲပြန်ပြောသွားတယ်လို့တကယ်တကယ်အဲ့ဒီလူငယ်မှာဘာရောဂါမှမရှိပဲအလောင်းကိုမိသားစုကတွားရောက်စစ်ဆေးတဲ့အချိန်မှာတော့တေဆုံသူမောင်အောင်ကျော်ဦးရဲ့ခန္ဓာကိုယ်မှာဒဏ်ရာဒဏ်ချက်တွေတွေ့ရှိရပြီးအလောင်းကိုတပ်ပုံမရိုက်ဖို့နဲ့လူမှုကွန်ရက်မှာမတင်ဖို့ကိုပါစစ်တပ်ကဖိအားပေးချင်းချောက်ခဲ့တယ်လို့လေတေဆုံသူလူငယ်နဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျာ တဖက်မှာတော့စကိုင်းမြို့မှာငလင်တန်းကြောင့်ပြူချပျက်စီးနေတဲ့ဂက်တန်ဘလီကိုပြင်ဆင်ခွင့်မပေးတော့ဘဲစစ်ကောင်စီကအာရမချိတ်ပိတ်သိမ်းယူလိုက်တယ်လို့စကိုင်းမြို့အစ္စလမ်အတိုင်းဝိုင်းကပြောပါတယ်ဒါကတော့လက်ရှိစကိုင်းမြို့မှာငလင်တန်းကြောင့်ပြူချပျက်စီးနေတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ဂက်တန်ဘလီကိုစစ်ကောင်စီကပြင်ဆင်ခွင့်မပေးတော့ဘဲအခုမေလ29ရက်နေ့ညနေပိုင်းကတည်းကအာရမချိတ်ပိတ်သွားတယ်လို့ဆိုပါတယ်အဲ့ဒီစကိုင်းမြို့ကဂက်တန်ဘလီဟာ နှစ်ပေါင်း120ကျော်တရှိခဲ့တဲ့ပလီဖြစ်တယ်လို့စကောင်စီရဲ့သခိုင်းမျိုးမှ yes ကန်နဲ့လည်းကက်လျက်ရှိပြီးဘာပြက်တနာမှလည်းမရှိခဲ့တယ်လို့အဲ့ဒီပလီနဲ့ yes ကန်မြေပိုင်ဆိုင်မှုဟာအလူရှင်တဦးတည်းကပဲ1902ခုနှစ်ကတည်းကလှူဒန်းထားတာဖြစ်တယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့အဲ့ဒီ Captain Billy ဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးဒဏ်ကြောင့်ပဲပြိုကျပျက်စီးနေတာဖြစ်ပြီးအဲ့လိုပြိုကျပျက်စီးမှုတွေကိုပြန်လဲပင်ဆောက်ဖို့စစ်ကောင်စီကခွင့်မပြုတဲ့အပြင်ဘလီကိုပါအပိတချိတ်ပိတ်တင်းယူလိုက်တာဖြစ်တယ်လို့ စကိုင်းမျိုးအစ္စလမ်အတိုက်ဝန်းကပြောထားပါတယ်။တဖက်မှာတော့အချက်ဖက်စကောင်စီကငလင်ကြောက်ပြိုပြက်သွားတဲ့ဗုဒ္ဓဘာသာဖျားဇေဒီတွေနဲ့ကြောင်းတိုက်တူကိုကြိုက်တယ်လို့ပြန်ပြန်ဆောက်ခွင့်ပေးထားပြီးတဖက်ကဘလီနဲ့ခရီးယန်ကြောင်းတွေကိုတော့သူတို့စစ်တပ်ကခွင့်ပြုမှတာပြန်ပြန်ခွင့်ပေးတယ်လို့အခုစကိုင်းမျိုးကဂတ်တန်ဘလီကိုကြတော့မြေပိုင်ဆိုင်မှုအထောက်အထားတွေပါအခိုင်အမာရှိတဲ့ကြားကနေအတင်းအရမချိတ်ပိတ်တင်းယူသွားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရေုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ